ဇွန်းစပင်တောင်ကြီးကိုကြည့်ရတာမြင်္ဂလာရှိလိုက်တာကွာငါတို့ရဲ့တူးတက်တဲ့ကရင်ဗုဒ္ဓဘာသာလူကြီးတွေရဲ့အမျှော်မြင်နေနဲ့လက်နဲ့နဲ့ငင်းငင်းကိုလဲလိုက်တော့ဒေါနာတောင်ဒီတီယိုးမှာငါတို့အရှိပိုးကင်နေအတွက်ဇေဒီလေးတဲလို့ရပြီအလူရာနာတွေလည်းပြုတ်လို့ရပြီဗောအဲဒါကြောင့်မို့ကရင်ကကရင်ထဲမှာတော့ငါတို့အရှိပိုးကင်တွေကအတော်ဆုံးပဲကွာရှားမှရှားပဲဘာဘာပြောလဲ ။ဘာဒေါနာတောင်ယူတခွင်ဆိုးတာလဲ။အဲ့ဒါကိုငါတို့ဘွဲကင်နေပြောရမှာကွာ။နော်။ငါတို့ဘွဲကင်နေကတောင်ရစပားနဲ့တာလဝအရသာရှိတယ်ဟင်းတစ်ခွက်တာရှိ။နော်။ငါတို့ဘွဲကင်နေမှာဘာမှမလို့ဘူး။ဟွန်း။နော်။ဘာမှမလို့ဘူး။လောဘဒေါသกินပြီးရှောင်ရဲလွယ်တယ်။အတိတ်ပဲရှိတယ်ဘွားကို။မင်းတို့ရှေ့ပိုးကင်နေနားမလဲပါဘွာ။ငါတို့ဘွဲကင်နေရမှာအတိတ်ပဲရှိတယ်ဘွားကို။အေးချမ်းစွာဖြတ်တန်းနေတာကွာအဲ့ဒါကြောင့်မို့ကင်းကကင်းထဲမှာတော့ငါတို့ဘွဲကင်းနေရအတော်ဆုံးပဲ မှတ်တာတောင်ယူတောင်ကြားမြစ်ချိုးမိုးရှာစဘာစုထိုးစိုက်ပြီးခင်းနောက်ကြနေတဲ့ဘွဲကင်ရမြချီချဲချဲလာပြီးပြောနေသေးတယ်ဟမ်ဟောငါတို့မြို့မှာကျွန်းမအနောက်ပိုးกินနေလို့တမျောတခေါ်လေကွင်းကြီးတွေနဲ့မြစ်ချောင်းကြီးတွေနားမှာမင်းတို့မနေဘူးသေးလို့ပါကွာစမ်းညူစမ်းညာကငတန်သေးနှုတ်လေးတွေကိုရေလုံပြုတ်ပြီးမှုချိုးမြစ်ချိုးနဲ့စံမြုပ်ပြုတ်စားနေတဲ့ကောင်ဟာများကွာအတိတ်ပဲရှိတဲ့လူပါလေးပါလေးလာပြောနေသေးတယ်ဟမ် ာလဘောလေးစားပြီးဘဝကိုခမ်းနားတယ်လို့မထင်နဲ့ကွာငါတို့လိုအနောက်ဘိုးကင်နေရတာတဘာဝကြီးရဲ့အစီအနှစ်တွေစားပြီးတော့အနှစ်ရတာလို့ပိုင်ဆိုင်ထားတာကွာအေးငါတို့လိုအနောက်ဘိုးကင်နေလို့နေခြင်းမင်းတို့တွေဆန်နဲ့ဆန်မို့ကြိုးစားလိုက်အိုးကောင်းငင်ပေါ်၌ငိန်တချင်းရှိတကယ်သူမြေကြီးပေါ်၌ငိန်တချင်းရှိစေတည်း ကောင်းငင်ပုံ၌ရှိသောသားတို့จิตတိဟိုအဖာမတိနာမလဲသောအရှိပူအနောက်ပူဘွဲကရင်တို့ဤမိုင်မဲသောအပြစ်များကိုခွင့်လက်တော်မူပါကိုရောဤ နာမတော်အဖြစ်သူတို့အားအပြစ်တွင်းမှကယ်ချစ်တော်မူပါခမည်းတော်ကိုတနာသောအဖြစ်ဖျားသခင်စီမှာဆုတောင်းပေးပြီးွားပြီခမည်းတော်တော်တော်အရာပဲကရင်ထဲမှာမဟာတကမဟာကရင်ဟာကျုပ်တို့ပါကညော့ကရင်ပဲမြမတပြီလုံးမြဝကျွန်းပေါ်ဘက်ကိုကြည်အောင်မလားဘကိုးဘက်ကိုကြည်အောင်မလား မဟာရန်ကုန်ကိုကြည်အောင်မလားတမိုင်းကျောင်းကိုပြန်ကြည့်ကြအောင်ကိုလူတို့စောဖို့တင်စာစံစီဖို့စောပါဦးစောပိတာစောကြတူအာလုံးဟာ အထင်ကရတွေကြီးပဲဒါကြောင့်ကျုပ်တို့ပါကညော့ကရင်ကသာမဟာကရင်လူမျိုးกว่าနားလေလား နာကြပါရှင်တနာကြပါတနာကြပါရှင်တနာကြပါတနာကြပါရှင်တနာကြပါဟာဟာဘာလဲနေရဘာကင်းလဲဟာဘာလဲဟာကျမရေလေကင်းပါရှင်ဟာရေလေကင်းဆောင်ငါတို့တခါမှမကြဘူးပါဘူးခါမင်းတို့ကြဘူးလားတနာကြပါတနာကြပါနဲ့တောင်းသားကြနေလားပဲဘာလဲဟာရုပ်ကတော့ကင်းရုပ်ပဲကြောက်ဝဟူဟာ တကယ်ပါရှင်ကျမကကရင်အစ်စ်ပါကျမရဲ့အပါကအရှိပိုးကရင်နဲ့ဘွက်ကရင်တို့ဆက်ထားတာပါကျမရဲ့အမိုးကအနာပိုးကရင်နဲ့ပကညောဆက်တာပါဖြစ်နေဖြစ်နေဟိုလုံးဝဖြစ်နေရှုပ်တော့တူသေးအဲ့ဒီအမိုးနဲ့အဲ့ဒီအပါနဲ့ပေါင်းပြီးတော့မွေးလာတယ်ကျမကရင်စစ်တယ်ဆိုတာသဘောပေါက်ပြီနော်ဟုတ်ဟုတ်ရှုပ်ခုကဲရေလေကရင်ဖြစ်ရတဲ့အကြောင်းရင်ငါရှင်းပြသမှာဟိုနင်ကဘာဖြစ်လို့ရေလေကရင်ဖြစ်ရတာတော့ 哦，怎么阿妈呢？阿爸呢？包呢？你们要皮哟，你们要皮的，阿妈还要买的。那双超要皮的，怎么搞的？跟伊比呢？来买牛马西的，小李的要么没抛给妈的。怎么阿爸是李的爷吗？怎么罗带亲娘罗的？怎么罗要个那个？你妈怎么罗个？不伊扫盲亏罗个？得谁给妈的？不伊罗要了妈呗？怎么罗要李的家家？阿妈呢？阿爸呢？送包多的？阿妈的家嘞？ စ်သားနဲ့ရလို့ရအာတမကျင့်ခံရတဲ့သူကလည်းကျင့်ခံရတက်ခံရတဲ့သူကလည်းအတက်ခံရကျမတော်မနေ့ကလူယုံပြီးပြေးလာခဲ့ရတယ်ကျမထွက်ပြေးလာပြီးတန်လီမြစ်ကနေထိုင်းဘက်ကိုကူးရင်ကျမလွတ်ပြီပေါ့ညလူချိန်တိတ်ချိန်မှာကျမတန်လီမြစ်ရဲ့ရေတဲတောင်ကိုရောက်ခဲ့တယ်တန်လီမြစ်ရေတဲတောင်ကနေထိုင်းဘက်ကိုလမ်းကြည့်လိုက်တာထိုင်းဘက်ကထိုင်းနေဆက်ဆောင်ရဲတွေကပတ်တရားလှည့်နေတာကိုတွေ့ရတယ် အဲ့ဒါနဲ့ဟိုဘက်ကလည်းမကူရဲဒီဘက်ကလည်းမလာရင်းနဲ့ကျမရေးလေတောင်မှနေရင်းကနေရေးလေကရင်ဖြစ်သွားတာပေါ့ဖြစ်နိုင်မှာမလားဒီကောင်မလေးကြီးကနိုင်ငံရေးသမားနဲ့တူတယ်ကရင်နေဒီလောက်ဒုက္ခမရောက်ပါဘူးဦးတဆူမင်းဒုက္ခတယ်လားဟောဒီလိုပဲပြောရမှာပဲဒုက္ခရောက်တာတော့အမှန်ပဲကွာဟေးဟေးဟိုရန်ကြီးယုံနေတယ်နော်ဒီကောင်မလေးကညာနေတာပါ ဘယ်လိုလဲအမေတို့အညာခံမှာဆိုလို့ဘယ်လိုလဲခဏကုန်ကြည့်ကိုရီးယားခဏတွေ့လားအေးဟုတ်တယ်ထမင်ကိုကြည့်အင်းထိုင်းထမင်ဒီကောင်မလေးကင်းဒုက္ခတွေဆိုတာညာနေတာဒီကောင်မလေးမယိုးသားဘူးအေးမယိုးသားလို့ရှိရင်လည်းကွာဟမ်းပြီးမီးဟုတ်ပြလိုက်ကွာကျောက်ကွာချောက်ကွာမလုံးချပါနဲ့ရှင်မလုံးချပါနဲ့ကျွန်မအမျိုးတူကင်းနေမလို့ကုညီမလားဆိုပြီးအကူညီတောင်းမိတာပါအခုတော့ကြာကြလို့ရှင်ကြီးကရှင်ကြီးကြားထဆိုးလို့ဖြစ်နေပါပြီရှင် တော့ခောက်ရောက်နေတဲ့နိုင်ငံမှာကရင်လေးမျိုးဆက်တဲ့ကရင်ဖြစ်ရတယ်လို့နောင်ဘဝမြန်လူဖြစ်ကရင်ဖြစ်ရမှာတော့ခက်ကြောက်ကြောက်ရဲ့ဟေ့ဘသူလဲကွာနောင်ဘဝမှာကရင်ဖြစ်ရမှာကိုကြောက်တာဘသူလဲကွာကျွန်တော်မဟုတ်ကျွန်တော်မဟုတ်ကျွန်တော်လည်းမဟုတ်ဘူးနော်ဘသူသူရေးလိုက်ကရင်ရေးလိုက်ကရင်သူသူသူ တော်တော်မိုက်တဲ့ကောင်မလေးပဲအဖိုးလည်းကရင်ပါပဲကွာအဖိုးတို့ကရင်နေရာရိုးသားတယ်တစ္ဆာရှိတယ်ကိုပိုင်စာရှိတယ်ကိုပိုင်အလံရှိတယ်ဘလောက်ဂုံယူစရာကောင်းတယ်လေပိုးစကောကရင်ဒီဒီလိုကွဲပြားခြားနာပေမဲ့လေကရင်ဟာကရင်ပါပဲကွာတို့တို့အားလုံးစီလုံးညီညွတ်မှုရှိခဲ့လို့ရှိရင်ကရင်ဖြစ်ရတာကို မင်းတို့ဂုံယူတတ်မှာပါအဖိုးကဘာလုပ်လဲကျဲဖိုးကြီးဆိုတာအဖိုးပေါ့ပုံမြင်ထဲမှာတော့ကြားဘူးတယ်အဖိုးကတဲကြည့်ကောင်းတာပဲအပြင်မှာကျတော့နူးနူးလေးပဲနော်အဖိုးရဲ့အသက်ကအခုမှ2000ကျော်လေးရှိသေးတာဒါနဲ့ဟိုစကားမဆက်အဖိုးလာရဲ့အကြောင်းရင်းကငါမြေးတို့တယောက်တစ်ပေါက်နဲ့စီးလုံးညီညွတ်မှုပြက်ပြားနေတာဟာ အဆိုးဆုံးအခြေအနေကိုရောက်နေပြီအဲ့လိုဖြစ်ရတာမင်းကြောင့်ဟာဒါဆိုင်လို့လေသူကြောင့်ဟာငါရမို့ပါဦးကဒီကောင်ကြောင့်ပါဟာသူကြောင့်ကျမကြောင့်လည်းမဟုတ်ဘူးအခုလိုတယောက်ကိုတယောက်အပြစ်ပုံချနေလို့260ကျော်ခဲ့ပြီဘာမှဖြစ်မလာခဲ့ဘူးတော်ချစမ်းပါကွာကရင်ဟာကရင်ဆိုတဲ့အသိစိတ်တက်လေးရင်မာရှိတယ်ဆိုလို့ရှိရင်ဒီလောကကြီးမှာဘယ်ရန်သူမှမဆိုရင်ဆိုင်နိုင်ပါ रे ကွာ စီလုံးညီညွတ်မှုကအဓိကပါလူမျိုးတစ်မျိုးရဲ့ဂုံတိတ်ခါစီလုံးညီညွတ်မှုပဲစီလုံးညီညွတ်တဲ့လူမျိုးတိုင်းဟာဖွံ့ဖြိုးမှုဆိုတဲ့အသီးပွေကိုခံစားရတယ်စီလုံးညီညွတ်မှုမရှိတဲ့လူမျိုးကြတော့အိမ်ကျက်ချင်းအိုးမဲတုတ်ပြီးခုတ်ခိုင်းလဲခုတ်ရမှာပဲကို့အချင်းချင်းတက်ဖြတ်နှိမ့်ဆက်ရက်ဆက်နေမယ်ဆိုလို့ရှိရင်လူမျိုးဘာသာတာသနာတုံးသွားလိမ့်မယ်ဒါကြောင့်ငါမကြီးတို့ စုစည်းခြင်း၊ညီညွတ်ခြင်း၊စည်းလုံးခြင်းဆိုတဲ့အင်အားကိုစတင်ပြီးကျင့်သုံးကြပါမယ်။ဟုတ်ကဲ့။ကုသရေးလေးစားပြီးကျွန်တော်တို့အားလုံးစည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့စိတ်နဲ့ဒီမိုကရေစီနိုင်ငံဖြစ်စီတို့ရှိခဲ့ကြပါစို့။